ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ဗုဒ္ဓဟူသာသမီများအတွက်ဂျွန်လတလစာဟောစနနေ့လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူသာသမီများနဲ့ယာဟူသာသမီများမှာပါပါတယ်နော်ဒီဟောစနနေ့မှာပေါ့နော်အဲ့တော့ဒီလမှာပေါ့နော်ယံပြိပခဖြစ်ရတာမျိုးအငင်းကုန်ဖြစ်ရတာမျိုးအမြောင်များကြုံတွေ့ရပါတယ်ပြောမယ်ဆိုရင်တော့လူတွေနဲ့အများကြီးပတ်သက်လာပြီးဆိုတာနဲ့ပြဿနာတွေကြုံရတာမျိုးအဲ့လူတွေကြောင့်စိတ်ရှော့ရတာမျိုးစိတ်ညစ်ရတာမျိုးလည်းလုံးဝလုံးဝကြုံရဖို့ရှိပါတယ် နောက်ဒီကာလမှာပေါ့နော်မိမိကိုစိတ်ကောက်တဲ့သူတွေမိမိကိုစိတ်ဆိုးတဲ့သူတွေအရန်များတတ်တယ်ပြောချင်တာမိမိရဲ့ချစ်သူရေးသားတွေမှာမကဘဲမိမိတန်ငယ်ချင်းတွေရကောမိမိရဲ့မိသားစုတွေထဲရကောမိမိရဲ့လုပ်ငန်းတွေထဲရကောအကုန်လုံးနဲ့အဲ့လိုစိတ်ကောက်တာမျိုးမိမိကိုအဲ့လိုဒီစိတ်ညစ်အောင်စိတ်ပြင်းအောင်လုပ်တာမျိုးပေါ့ဒီကဒီကာလမှာ ကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိကအသစ်ဝယ်ယူလိုက်တဲ့ဆက် PC တွေလျှက်စစ် PC တွေနဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးထက်ခါတစ်ခါလဲရတာမျိုးပြက်တာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာဆက် PC နဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ဖို့ရှိရကြောင်းမလို့ဒီကာလမှာအသစ်ဝယ်မယ်ဆိုရင်တော့လုံးဝလုံးဝဝယ်ပါလို့အနေနဲ့ပြောချင်တယ်။ဝယ်မယ်ဆိုရင်တော့အဲ့လိုပြက်နာလေးတွေပါလာပါလိမ့်မယ်။အပြီးတော့စကားရှုပ်တဲ့သူတွေကြောင်းမလို့မိမိမှာမကြာခဏဆိုလို့ဒီလမှာ တစ်ချိန်မကနှစ်ချိန်မကသုံးချိန်မကရှင်းရတတ်တယ်လင်းရတတ်တယ်။နောက်ပြီးမိမိကမမျှော်လင့်တဲ့နေရာကနေပြီးတော့မှဘရားဘလို့မှန်းမသိတဲ့ပတ်စံတွေဘရားဘလို့မှန်းမသိတဲ့မွေမွေတွေဝင်လာတတ်တာကိုကျွန်တော်နေနဲ့တွေ့ရပါတယ်။နောက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေဖို့ဒီကာလမှာငွေကြေးနှုတ်နယ်မှုတွေကနေပြီးတော့မှအကျိုးမြတ်ကောင်းတွေရရှိလာလိမ့်မယ်။နောက်ပြီးတော့အခိုက်ခဲအခက်ခဲအတိုက်ခံတွေကိုကြော်လာပြီးတော့အောင်မြင်မှုအစစ်အစစ်တွေရရှိတတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာပြောရမယ်ဆိုရင်တော့ဟိုကံက ကံကောင်းခြင်းကံဆုံးခြင်းဟာချိန်ပဲတစ်ခုလိုပဲတည်နေရမျိုးတွေ့ရတယ်အဲ့တော့ကံကောင်းမင်ဆိုတာ ਨੇ အချိန်မှာလောက်ချာရှိအောင်ပြတ်ပြသားလို့ကံဆိုးမင်ဆိုတာ ਨੇ အဲ့ဒီရပိုင်းတွေကလုံးဝလုံးဝကံဆိုးရဆိုတဲ့အမွေတက်တည်ရှိတတယ်တော်ဒီလမှာကံကောင်းဆိုလဲ၄ရက်၅ရက်ကံကောင်းတယ်ကံဆိုးပြီဆိုလဲ၄ရက်၅ရက်ကံဆိုးအဲကြောင့်မလို့ကိုကိုကိုကံကောင်းတဲ့ရက်လို့တတ်မှတ်ပြီးမြင်လိုက်ပြီဆိုတော့အဲ့ရက်မှာအားတိုက်အားဆိုင်ပြီးလောက်ချာရှိရလို့ပါဟဲ့ဒီရက်ပိုင်းမှာကိုကကံဆိုးနေရတော့ခံစားပြီဆိုတော့အဲ့ရက်ပိုင်းတွေမှာတက်လိုက်လာပါတော့အရေးကြီးရဲ့ကိစ္စရက်တွေကိုလုံးဝလုံးဝမလုပ်ဘဲနဲ့ ဒီ short ဆရာရှိရလေး short လိုက်ရမျိုးကျွန်တော်နည်းပြောချင်တယ်။နောက်ဟိုအရေးကြီးရယ်ဆိုပြီးတော့မှကြိုတင်ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့အရာရက်တွေကဒီကာလမှာအလွယ်လွယ်အချို့ချော်တွေဖြစ်တတ်တယ်။အဲ့တော့ကိုကအရေးကြီးရယ်လို့မှန်းထားတယ်ဆိုမြတ်လူမလွှဲပဲနဲ့မိမိစိတ်နဲ့ပဲမိမိကိုယ်တိုင်လုပ်ပါလူလွှဲပြီးလုပ်တဲ့ဟာမျိုးဆိုမိမိကအနောက်ချက်တွေဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ဒီကာလမှာမွေပြောက်တာမျိုးတော့ ဟိုငွေခိုးခံရတာမျိုးအလင်ခံရတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်။ပတ်စံငွေကြီးကံကောင်းပြီပြီးအဲ့လိုမျိုးပေါ့နော်။ငွေကြီးကြောင်းမလို့အလင်ခံရတာမျိုးအဲ့လိုမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်။စိတ်ဒုက္ခတွေရောက်တတ်တယ်ပေါ့နော်။နောက်မမျောလင့်တဲ့ရဝေးရနေပြီးတော့မှသတင်းကောင်းတွေကြားရတတ်ပါတယ်။အဲ့ဒါလေးအစီအပြစ်တက်ပါလေပေါ့နော်။နောက်မိမိရှေ့မှာတမျိုးမိမိနောက်ကမှာတမျိုးလူမျက်နှာဖုံးတွေအမျိုးမျိုးတတ်ထားတဲ့လူမျိုးတွေကိုဒီလမှာအများအများတွေ့ရတတ်တယ်။အဲ့လူတွေကြောင့်မလို့မိမိကအဲ့လိုမိမိရဲ့အရေးကြီးရဲ့ ိစ္ဆရက်တွေကိုဆုံးရှုံးလို့နေပါ ဖြစ်တတ်ပါတယ်အဲကြောင့်ဒီကာလမှာလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်တော့တိုင်းတော့တတိထားဖို့ကျွန်တော်အနေနဲ့အကြံပြုလို့လည်းပြောလို့ပါတယ်နောက်ဒီကာလမှာပေါ့နော်ဒီမိမိကဟိုလုပ်ငန်းအသစ်တွေကိုလုပ်ဖို့မိမိကမိမိရဲ့ရှိနေတဲ့အရာတစ်ခုကိုရောင်းချရမယ်ဥပမာမြေတွေခြံတွေမြေတွေကိုရောင်းချပြီးလုပ်ရမယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့မိမိပုံမှန်မူမေလေးတစ်ခုလုပ် ်နဲ့ချင့်ချင်ပြီးလုပ်မယ်ဆိုရပါတယ်သူတပားရှိရနေပြီးတော့ချင်းငားတာမျိုးလုပ်ပြီးတော့လုပ်မယ်ဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့မိမရှိရတဲ့ဟာတွေကိုရောင်းချမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာထီနေပါရင်မထိုးတယ်မအောင်ရောင်းရမ်းပြီးထီနေပါရင်ပောက်သွားတဲ့အခါကျပြီးပြကျမ်းမာရေးတွေအလွန်မင်းညံ့သွားတာမျိုးဖြစ်တတ်ပါတယ်နော်မသွွားကျင်တဲ့ခီးစိတ်ညစ်စရာခီးတွေသွားတတ်တယ်အဲ့လိုမျိုးသွားပြီးဆိုတော့အေးအေးဆေးသာသွားပါစိတ်စိတ်တိတ်ရှုပ်နေတယ်ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော် ။နောက်ပြီးတဲ့ခါကျတော့ကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့အဓိကပါလဲဆိုတော့မမျော်လင့်ဘဲနဲ့အဲ့လိုခွက်စိတ်ခံရဲဝင်ရတဲ့အဖြစ်အပျက်မျိုးကြုံရတတ်တယ်။နောက်ပြီးတော့ခေါင်းကိုက်တာမျိုးဝမ်းလျှော်တာမျိုးနောက်ပြီးတော့အစာမားတာဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ဝတ်သက်နိုင်တဲ့လောက်လေးတတိထားပေးပါလို့ပြောချင်ပါတယ်။ဟိုနောက်တစ်ချက်ကျတော့ပါလဲဆိုတော့ ်အခြေရေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ prefect ကဖြစ်ရတာမိမိချစ်တဲ့သူတွေနဲ့ prefect ကဖြစ်ရတာမျိုးဂျားလူတွေဝင်ရောက်ပတ်သက်တာမျိုးဂျားလူတွေဂျားလူမိမိရဲ့စိတ်အနှောက်အယှက်တွေဖြစ်ရတာမျိုးဒါမျိုးတွေကြုံရတတ်ပါတယ်အိမ်တော်ကြီးရဲ့အိမ်တော်ကြီးကိစ္စကကြတော့လေအဲထုံနေတူစားပဲဂျားလူတွေဝင်တာမျိုးဂျားလူဆိုတဲ့နေရာမိမိမိသားစုတွေဝင်တာမျိုးမိသားစုတွေကဝင်ရောက်ပတ်သက်ပြီးမိမိရဲ့အိမ်တော်ကြီးတွေကိုဝင်ပတ်သက်တာမျိုးမိမိမှာပြဿနာမျိုးတွေဖြစ်ရတာမျိုးပေါ့အဲ့ဒါမျိုးတွေကြုံရတတ်တယ်အဲ့တော့ပြဿနာနေနေတယ်ဆိုတော့မိမိရဲ့အခြေအမှအိမ်တော်ကြီးမှာပတိဂျားလူကမခံပါနဲ့ မကျွတ်သူကမှဂျားအဝင်ခံပါလဲဂျားဝင်ပြီတယောက်ကဂျားဝင်ပြီဆိုတာနဲ့ကိုမိမိကအနောက်ချက်စဖြစ်ပြီလို့သာသတ်မှတ်လိုက်ပြီတော့ဗောနော်အဲ့ဒါလည်းပတ်သက်ပြီးပြောချင်တယ်နောက်ကကြောက်ပါလဲဆိုတော့ဒီကာလမှာဗောနော်တက်လိုက်တော့အချိန်လုံးကလုံးဝမဆွဲပါနဲ့လောက်ရရှိအောင်မြန်မြန်ဆန်ဆန်လုပ်ပါပြဿနာတွေရှင်းရမယ်ဆိုလဲချက်ချင်းရှင်းပါအာနောက်နေ့ဟိုရွှေ့ဒီရှိရွှေ့လုံးဝမလုပ်ပါနဲ့သူတို့ပြောချင်ပါတယ်နော်ဒီလမှာပေါ့နော်ကျွန်တော်နှစ်ပတ်သက်ပြီးတော့ဒီလမှာဟိုမမိအခက်ခဲတွေကိုဟိုကံကောင်းစေတဲ့ရည်ရည်လေးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီမိမိမှာရှိနေတဲ့ဒီ မိမရှိနေတဲ့ဒီအိမ်ကြီးအဟောင်းတွေကိုပန့်တကူပေးတာမျိုးပန့်တကူလောက်တာမျိုးလုပ်ပေးပါနောက်ပြီးတော့ခါကျတော့ရွှေတင်ငန်းကတ်လူပေးပါနော်ရွှေတင်ငန်းကိုတလားတလားကို2ချိန်3ချိန်4ချိန်5ချိန်မကပေါ့ကတ်လုပေးပါစူတောင်းပေးပါကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့မမီရဲ့ဒီလမ်းဆောင်လမ်းကွာတွေဈေးတွေမှာရေတံမှုတွေရေတံမှုတွေလုပေးပါကျွန်တော်နေနဲ့ပြောချင်ပါတယ်အားလုံးဒီလမှာအစီအမေချွေးပါစေရလဲကောင်းနေရရှိကြပါစေအားလုံးပဲစိတ်ဆန္ဒကြီးကိုကြောက်ပါချင်းနဲ့ပြောကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်ခင်ဗျာ